ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ one soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာဂစာနီတွေနဲ့တူအခါအားလျော်စွာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ပရိုမိုကုတ်ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ဆောက်ကောင်းပြည့်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ချန်ပီယံလိ30ချက်စီစဉ်မှာတော့ တကယ်ကိုဒါပြည်သက်တွေအားလုံးစိတ်ဝင်စားနေတဲ့ပွဲကြီးပွဲကောင်းတွေပထမနေ့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်တွေက PSG နဲ့ Bayern Munich ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူကိုရရင်ကအသုံးသက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါကိုကြီးမင်္ဂလာပါဗျချန်ပီယံလိဂအခုဆိုရင် League ပွဲစဉ်၄ရောက်လာပြီ။ဟုတ်ကဲ့ဒီပြောင်းလဲလိုက်တဲ့ကျွန်တော် format အစ်မှာတော့အသင်းကြီးတွေထိတိုက်တွေ့တဲ့ဘက်ကဒီရက်သက်တစ်ပတ်ဒီလိုပေါ့နော်ဟို make game မှုဒီတိုင်းမှာအများနဲ့လို့လို့ပါနေရပါတော့နော်တော်တော်လေးကိုဒါဟိုပြည်သက်တွေအတွက်တော့ ပွဲကောင်းနေကြည့်ရတော့ဒီတစ်ပတ်မှာဆိုရင်ဒါထူးထူးခြားခြားလီဗာပူးနဲ့ရီယယ်လိုပြိုင်ပွဲမျိုးထိတိုက်တွေ့နေတယ် PSG နဲ့ဘိုင်ယန်ထိတိုက်တွေ့နေဆိုဒီသင်းတွေကအမှန်တကယ်ဆိုရင်ချန်ပီယံလိပြိုင်ပွဲရဲ့တကယ်ဒီထိပ်ပိုင်း level တွေမှာတွေ့ရမယ့်အသင်းတွေပေါ့နော်ခြားဒီလေးသင်းကိုဖယ်လိုက်ရင်ကျန်တဲ့နောက်ထပ်ထိတိုက်မတွေ့တာဆိုတော့အသင်းကြီး၄၅သင်းပဲကျန်တော့တယ်ကျန်တဲ့နောက်အာဆင်နယ်တို့လိုအသင်းတွေမန်စီးတီးတို့လိုအသင်းတွေဘာစီလိုနာတို့အင်တာမီလန်တို့ပေါ့ဒီလိုအသင်းတွေလောက်ပဲကျန်တော့ဆိုတော့တကယ်ကိုအင်အားကြီးသင်းတွေထိတိုက်တွေ့နေတယ်ဆိုတော့ ချန်ပီယံလိကတစ်နှစ်တစ်နှစ်ပို့ပြီးတော့ဒါပြန်ဆန်မှုပြင်းထန်လာတယ်ဆိုတာတော့ကျွန်တော်တို့ဒါ Leafy စင်နေမှာမြင်ရဆိုတော့ဒီနေ့ကစားမယ့်အသင်းနှစ်သင်းကလည်းလက်ရှိ Leafy စင်မှာ1နဲ့2မှာရှိနေတယ်။ဂျာနုံပြေဒီရာဒီမှာ3မတ်လုံးနိုင်ထားပြီး4မတ်စီရထားတယ်။သူတို့ရဲ့ပြည်တွင်းလိတွေကလည်းအရန်ကိုအားကောင်းတဲ့ဒါအနေထားမှာရှိနေဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးအကိုရဲ့အမြင်လေးစာပြပြောပြပါ။ပုံမှန်ဆိုတော့ကျွန်တော်ဒီ round robin ပုံစံနဲ့တွားရင်တော့ဒီလိုပွဲမျိုးကြည့်ရဖို့တော့မလိုဘူး။ဘာလို့လဲဆိုတော့နှစ်သင်းလုံးကတော့ပေါ့ဝမ်းမှာပါမှာသိကြတယ်။ ပေါ်မှာမှာပါမယ်ဆိုတော့ဟိုတင်းတင်းဒီအုပ်စုထဲမှာတော့ဒါလေးတင်းပါအုပ်စုထဲမှာဆိုရင်တော့ပါလာမှာတော့မဟုတ်ဒီလိုမျိုး leaf face ပုံစံနဲ့ကျင်းပလိုက်တဲ့ဟာမှာဟိုဘယ်လိုပြောမလဲအပြတ်သဘောဆောင်တဲ့ချက်တွေအများကြီးပါတော့ဗောလေတချို့ကလည်းဘယ်လိုပြောမလဲအတင်းကြီးအတင်းလေးချားမှာဆိုရင်ဒါအတင်းကြီးတွေပို့ပြီးတော့မှ chance ဖြစ်သွားတဲ့ဟာမျိုးတွေဒါအများကြီးပါပေမဲ့ပွဲရဲ့ quality အများကြီးကြည့်မယ်ဆိုရင်တော့ပုံမှန်အဖြစ်ကျွန်တော်ဒါ round robin မှာမပါနိုင်တဲ့ပွဲမျိုးကိုဒါကျွန်တော် leaf face မှာစာပြီးကြည့်ရအောင်နော် PSG နဲ့ Bayern Munich ဒါတစ်ဖက်မှာဆိုကြည့်မယ်ဆိုရင် Liverpool နဲ့ဒါ Real Madrid ဒီနှစ်သင်းဆိုလဲတေချာတယ်ပုံမှန်အဖြစ်ဒါမဲခွဲမယ်ဆိုရင်ဒါ Pot 1မှာပဲပါမယ် Pot 1မှာပဲပါမယ်ဆိုဒီနှစ်သင်းကဘလို့မအုပ်စုတွင်းမှာတွေ့ကြအောင်မရှိဘူးပေါ့နော်ဒါရှုံးထွက်တို့ Quarter တို့လောက်မှာပဲဒါတွေ့ရမယ်အသင်းကြီးအခုကဒါ Leafs မှာတွေ့မယ်ဆိုတော့ပွဲလေးကတော့တော်လေးကိုပဲနိုင်ပါတယ်နှစ်သင်းလုံးကလည်းတိုက်စစ်ကအားကောင်းဆုံးအသင်းနောက်တစ်ခါကျတော့ Champions League တွေနောက်ထပ်ကမ္ဘာစစ် level တွေမှာလည်းဒီနှစ်သင်းကပုံမှန်တွေ့နေကြပါဘူးနော်တကယ်ကို Family ရဖြစ်ပြီးသားတကယ်ကိုရင်းနှီးပြီးသားပြိုင်မဲ့တယ်လို့ပြောလို့ရတယ် အဲဒီနေ့တင်းချာမှာတော့ဒါဘန်မြူနစ်ကတော့ချန်ပီယံလိမှာတော့ပူပြီးတော့မအားတာပေါ့လေပြီးခဲ့တဲ့ကလပ်ကဘာဖလားပြိုင်ပွဲမှာတော့ PSG ကဘန်မြူနစ်ကိုဒါနော့ကောက်ချပါပေါ့နော့ကောက်ချပါပြီးတော့မှအဲကျွန်တော်ထင်တယ်ကွာတာမှလာမသိဘူးနော်စီမီကိုတက်သွားတယ်အဲဒါချန်ပီယံလိမှာတော့ဘန်မြူနစ်က PSG ကိုတော်တော်လေးကိုတားတာတွေ့ရပါတယ်ဒါနောက်ဆုံး၃ဘွဲ့ဆက်လာပြီနော်၄ဘွဲ့ဆက်၄ဘွဲ့ဆက်ဒါနောက်ဆုံး၄ဘွဲ့ဆက်နိုင်ထားတယ်အိမ်ဝဲအဝေးကွင်းမရွေးတော့ရှော့တယ်နိုင်ထားတယ်နောက်တစ်ခါကျတော့လက်ရှိကျွန်တော်ဒါပုံစံအရကြည့်မယ်ဆိုရင် PSG ကလည်းချန်ပီယံလိမှာ၃ဘွဲ့လုံးနိုင်ထားခြင်းတူပေမဲ့ခြေစွမ်းအရာ အတင်းလိုက်စုဖွဲ့မှုရတော့ဘိုင်ကတော့ပုံပြမှာအားရစရာလည်းကောင်းတယ်ပေါ့နော်။ဥမာ PSG ကတေကြဝါမျိုးရှိတယ်။ပြီးခဲ့တဲ့တစ်ပတ်က Nice ကိုဆိုရင်ဒါနောက်ဆုံးမိနစ်မှာကျွန်တော်ထင်တယ်ကိုးစားလို့တော်မို့ရဲ့ကိုးနဲ့64နဲ့နော်60အဲ့လောက်မှာပဲတွင်းနိုင်တာဆိုတော့ဒီ PSG ကမှနည်းနည်းလေးပြည်တွင်းပွဲတွေမှာရုံးကန်ရတာရှိတယ်။ရုံးကန်ရတဲ့ဟာဆိုတော့မှလည်းဒီကစားမတွေ rotate လုပ်ပြီးတော့မှလုတ်တဲ့ပုံစံရတော့နည်းနည်းလေးအခြေစွမ်းရအတက်ကြအနေမြင့်ရှိတယ်။ Bayern Munich ကတော့ ဒီအရန်လူစင်းနဲ့ပဲပွဲထွက်ပွဲထွက်သူရအတောင်တင်းဆုံးလူစင်းနဲ့ပဲပွဲထွက်ပွဲထွက်အကောင်းဆုံးခြေစွမ်းလည်းရနေတယ်ဒီရာဒီမှာကစားထားရမြပွဲအလုံးလဲဒါနိုင်ပွဲနိုင်ငံလုံးပြည်နိုင်ပွဲရတာဗောလေဘိုင်မြူနစ်ရဲ့အကောင်းဆုံးပုံစံရနေရဆိုတော့ဒီကျွန်တော်ဒါ PSG နဲ့ Champions League ပွဲတွေမှာဒါနောက်ဆုံး League ပွဲဆက်နိုင်ထားတဲ့အစင်လာတကူတို့ဆက်ပြောမှထိန်းသွားမလားဆိုတော့ကျွန်တော်ကြည့်ရမှာဗောနော်ဟုတ်ကဲ့ပါအဲ့တော့ PSG အသင်းအကြောင်းလေးကျွန်တော်တို့စပြီးတော့ပြောကြတာဗောလက်ရှိဒီ Champions League ၃ပွဲပြီးမှတိုက်စစ်အကောင်းဆုံးအသင်းဒါ German Club Leverkusen ဆိုရင်အဝေးကွန်းမှာ 72နဲ့ခုနကိုနိုင်ထားတယ်ဆိုတော့တော်တော်ကြီးကိုကြမ်းတယ်ဒါပေမဲ့ဒီဟာဒီမှာကျွန်တော်မြင်တာကမနစ်ကအရန်ပုံစံကောင်းရတဲ့ကစားသမားတွေကဟိုအပြောင်းလဲတွေကြောင့်လားမသိဘူးပေါ့နော်ဟိုမီးပြရဲ့အပြောင်းလဲကြောင့်လားမသိဘူးလူငယ်တွေပို့ပို့ပြီးနေရာပေးလာတယ်ပြီးတော့လီမာတော့လီဂူးမာတော့သူတို့ perfect ဖြစ်တဲ့ရလက်တွေမဟုတ်ဝင်မဲ့ champion league တော့မနစ်ကထပ်ပိုကောင်းတာတွေ ਆ မနစ်က PSG ကိုတရီထားမိတာကဒီရှုံးတဲ့အဆင့်ရောက်မှသူကသူ့ရဲ့အကောင်းဆုံးပုံစံကိုရခဲ့တာ PSG ရဲ့အကောင်းဆုံးပွဲကိုပြောပါဆိုရင်ကျွန်တော်ဒါ လီဗာပူးကိုဖြုတ်ခဲ့တဲ့နှစ်ကြော့ပေါ့နော်တော်တော်ကောင်းခဲ့တာအုပ်စုစစ်မှာအဲ့လောက်မကောင်းခဲ့ဘူးဒါပေမဲ့ဒီနှစ်မှာကျတော့ဒီအုပ်စုစစ်ဒီလီဖေးစစ်မှာတွေကတော်တော်ကိုတာထွက်ကျန်းနေဆိုအဲ့တော့ PSG သင်းရဲ့လက်ရှိခြေစွမ်းတွေပေါ်မှာအခုအမြင်လေးပြောပြပါဟုတ်ကဲ့ပါ PSG ကဟိုဒါကုစိုးကြီးစကားနဲ့ဆက်ဆက်ပြီးကျွန်တော် ပြောမယ်ဆိုတော့ သူတို့ကောင်းတဲ့ကာလကလည်းကိုစူအမှန်တမ်းပြောမစင်တော့ knock out stage ရောက်တဲ့အချိန်လောက်မှာပဲစပြောမှာကောင်းလာဟုတ်ကဲ့ PSG ရဲ့ဒီဘယ်လိုပြောမလဲအကောင်းဆုံးအချိန်ဆိုတာကတော့2025ခုနှစ်ဝင်တဲ့ကာလပေါ့လေအဲ့ဒီမတိုင်ခင်စကြကျွန်တော်ကြည့်လိုက်တော့ PSG ကရုန်းကန်ရတာအများကြီးပဲဟို Manchester City နဲ့ဒါ League Face မှာအသေးအတန်ကစားရတဲ့ပွဲမျိုးအဲ့ဒီပွဲမျိုးမှာဆိုရင်ရှုံးရင်တော့ PSG ကထွက်သွားနိုင်တဲ့အခြေအနေမျိုးတောင်ဖြစ်ခဲ့ပြပေါ့နော်ဒါပေမဲ့အဲငကူးရှုံးနေရတယ်တင်တယ်၄ခုပြန်သွင်းမျိုးမှာနိုင်သွားခဲ့တဲ့အခြေအနေ အဲ့ဒီအချိန်ဒီမှာကျွန်တော်က knock out stage ရောက်တယ် knock out stage ကနေစပြီးတော့မှ PSG ကအကောင်းဆုံးကျွန်တော်ဒါခြေစွမ်းတောက်လျှောက်ဖြတ်ခဲ့တာတောက်လျှောက်ရသွားမှာနော်အဲ့ဒါကျွန်တော်အဓိကပြောချင်တဲ့အချက်ကတော့ဒါ PSG ကဒီဘယ်လိုပြောမလဲ2025ခုနှစ်ထဲမှာကိုယ်ပဲတောက်လျှောက်ရလက်တီကောင်းတယ်သူတွေအကောင်းဆုံးခြေစွမ်းကိုရတယ်ဆိုတော့လေဒီ Champion League knock out stage မှာစပြီးတော့မှရသွားပါနော်အဲ့တော့လက်ရှိချိန်မှာလည်းသူတွေအကောင်းဆုံးခြေစွမ်းလေးကိုတော့ဆက်ပြီးတော့မှထိန်းနေနေတယ်မတူညီရလေးတခုကတော့ rotate လဲတာလေးကျွန်တော်ဒါများတာလေပုံမှန်အပြင်တော့မိနစ်တုံးကတော့ပြည်တွင်းပွဲတွေမှာလည်းသူတို့အတောင်တင်းဆုံးလူစင်းတဲ့ ပွဲထွက်လာတယ်အခုကတော့သူတို့အတွက်အကောင်းဆုံး line up ကိုကျွန်တော်တွေ့ထားပြဖြစ်တဲ့အတွက်လူငယ်ကစားသမားလေးတွေကိုအလှည့်ကျစာရီမီလို့ဆိုရင်ကျွန်တော်ဒါနေရာပေးလာတယ်ပြီးကြတဲ့ဒီပြင်းဒီ nice နဲ့ပွဲမှာဆိုရင်ကျွန်တော်ဒါကွင်းလယ်ထိုင်မှာဆိုရင် Fabian Rus ကိုအနာပြီးမှဒါစာရီမီကိုတုံးလာတာမျိုးကျွန်တော်တွေ့ရတယ်တိုက်စစ်မှာလည်းကျွန်တော်ဘာဂိုလာကိုပြန်ပြောမှတုံးတယ်ဒီဒမ်ဘီလီကိုဆိုတာဒုတိယပိုင်းမှာတုံးတယ်ဆိုတော့အလှည့်ကျအသုံးပြတဲ့အတွက်ရလပိုင်းရခြေစွမ်းပိုင်းရနည်းနည်းလေးမတည်မငြိမ်ရှိပြီမြန်မြန်လေးမှာတော့သူအတောင်နေဆုံးလူလူစင်းနဲ့ပြန်ပြောမှခစားတဲ့အချိန်မှာတော့ပုံစံကောင်းသူ့ကိုဆက်ပြီးတော့ ထိနိုင်တာကိုတွေ့ရတယ်ကွင်းလန်ဝင်မှာဆိုတော့ဒါဗီဒီညာရဲ့နောက်တဲ့ကျွန်တော်ဒါဒီဘက်မှာဆိုရင်ကျွန်တော်လည်း Fabian Roos တဲ့ပြန်ပါလာဖို့ရှိရဲဆိုတော့ဒီကွင်းလန်ဝင်ယူတဲ့၃ယောက်ကလည်းအကောင်းဆုံးပုံစံမှာကျွန်တော်ဆက်ပြီးမှရှိနေလိမ့်မယ်ဒမ်ဘီလီကလည်းကျွန်တော်ဒါဒန်ပြဿနာမရှိတော့တဲ့အတွက်ဒမ်ဘီလီရဲ့ Crosskilia ရဲ့ဘာကိုလာရဲ့ဒီ၃ယောက်တိုက်ဆက်တွဲရလည်းအကောင်းဆုံးပုံစံမှာကျွန်တော်ဒါမြင်အောင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့ပါ။အခုဆိုရင် Champion League ဒါ6ပွဲဆက်နိုင်ထားရပါတော့။မမရရဆိုရင်တော့တို့မမျော်လင့်မဲနဲ့ပေါ့နော်။တို့ကြာရှုံးခဲ့ရတာကကျွန်တော်တို့ဒါ FIFA Club World Cup ဘောလူပွဲမှာပေါ့။ပုံမှန်ဆိုရင် ချန်ပီယံလိမှာတောက်လျှောက်တက်လာပြီးတော့ကလပ်ဝေါ်ကပ်ပါသူက favorite အသင်းဖြစ်ခဲ့ပြီးပါဘောလူဝဲမှာတော့ Chelsea ကိုသူတို့အရှက်တကွဲရှုံးခဲ့တယ်။အဲနောက်ပိုင်းဒီဥရောပဆင့်တွေမှာလည်းတောက်လျှောက်ပုံစံကောင်းပြန်ပြခဲ့ပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံကိုရနေတယ်။တစ်ဖက်မှာလည်း Bayern Munich အသင်းကရာနှုန်းပြည့်နိုင်ထားတဲ့အသင်း။ဥရောပမှာအဲ့လိုအသင်းလည်းတစ်သင်းမှမရှိဘူး။ဒါတော်တော်လေးဖိအားကင်းကင်းနဲ့တကယ်ကိုတိုက်စစ်ကလည်းကြွားရွာနေပြီးတော့ Harry Kane ရဲ့ဥဆောင်နိုင်စွမ်းကလည်းအရန်ကိုကြောက်ဖို့ကောင်းတယ်။အဲ့တော့ Bayern Munich အသင်းရဲ့ခြေစွမ်းပုံမှာလည်းအခုအမြင်လေးပြောပြပါဦး။ဘိုင်ယန်ကတော့ကျွန်တော်ဒါသူ့ရဲ့အကောင်းဆုံးအခြေအနေတခုကိုကျွန်တော်ပြန်မြင်ရလာပါဘောနော်။ Robin နဲ့ ရီဘာရီခစ်လုံနောက်ပိုင်းမှာဒါဘိုင်မြူရှက်အဖက်ဘက်ကကျွန်တော်ဒါကြောက်ပါတယ်တော်မာလိုက်စစ်တီမှာဒါကြည့်မယ်ဆိုရင်လည်း image အရာရောဟိုဘယ်လိုပြောချီဆွမ်းအရာရောအကောင်းဆုံးပုံစံတစ်ခုမှာကျွန်တော်ဒါမမြင်ခဲ့အောင်2019မှာသူတို့ PSG ကို1-0နဲ့နိုင်ပြီးတော့မှဘူဆွဲခဲ့သည့်တိုင်အောင်အဲ့ဒီအတင်းကဟိုဘယ်လိုပြောမလဲတကယ်ဒီ2014အတင်းကနဲ့ရှင်းမယ်ဆိုရင်ကျွန်တော်ကတော့ဟိုဘယ်လိုပြောအကောင်းဆုံးပုံစံမှမရှိသေးဘူးဟုတ်ကဲ့ပေါ့အခုလက်ရှိအတင်းကတော့2019ကအတင်းချန်ပီယံဖြစ်ခဲ့တဲ့အတင်းတစ်တောင်မှပို့ပြီးတော့မှအားကောင်းတဲ့ပုံစံမျိုးကျွန်တော်ဒါမြင်ရတယ်မိနစ်တုန်းက ဒါဘိုင်ယန်အတွက်ပြဿနာဖြစ်ခဲ့တဲ့ဒါဘယ်နောက်ချမ်းပေါ့နော်ဘယ်နောက်ခံလူနီးယားအိုဒါဒီဒီဒီယာဒီမှာဆိုရင်ကျွန်တော်ဒါပက်ပလိုဗစ်ကကောင်းကစားနိုင်တာကိုလည်းကြည့်ရတယ်စတန်နီဆစ်ပေါ့စတန်နီဆစ်လည်းကောင်းကစားနိုင်တယ်ဂါရီယိုလည်းကောင်းကစားနိုင်တယ်ပြဒါဘယ်ချမ်းအနေနဲ့ဒါပြနေတော့ဆိုဒါအားနေခဲ့တဲ့အပိုင်းအားနေခဲ့တဲ့အပိုင်းကလည်းဒီယာဒီမှာအကောင်းဆုံးပုံစံမှာကျွန်တော်မြင်ရနောက်ထပ်ကျွန်တော်ဒါဒီစန်တာဘက်အပိုင်းစန်တာဘက်အပိုင်းကဘိုင်ယန်အတွက်မိနစ်3ကတွေဒုက္ခအပြည့်ဆုံးနေရလို့ကျွန်တော်ဒါပြောလို့ရတယ်အဲကီမင်ဂျွေးရဲ့နောက်ထပ်ယူပါမီကာနိုရဲ့ဒီနှစ်ယောက်အတွဲကအမှန်တမ်းပြောတော့ဟိုနှစ်ယောက်ဆုံးက ခက်ပြပြကစားတဲ့ကစားမမျိုးတွေပဲဟိုဘယ်လိုပြောမလဲကင်မင်ဂျီဆိုပိုတော်မဆိုးတယ်ဘန်မြူနစ်လိုလည်းပဲမျိုးနဲ့လိုက်ဖက်မှုမရှိတဲ့ကစားမတယောက်လိုတော့ကျွန်တော်ဒါပြောလို့ရအဲ့ဒီအချိန်ဒီကမှဒါဂျွန်နတန်တက်ချ်ကိုရလိုက်တဲ့အတွက်ဂျွန်နတန်တက်ချ်ရဲ့ယူပါမီကာနိုရဲ့ခန်းစစ်တွေကလည်းမနစ်ကလေးဆန်အများကြီးကျွန်တော်ဒါတိုးတက်လာတွေ့ရဟိုဒီရာဒီမှာပို့ပြီးတော့မှအားကောင်းလာတော့ကျွန်တော်ဒါတောင်မတိုက်စစ်တွေပဲဒါလူးဝစ်ဒီရဲ့ကိုရလိုက်တဲ့အပိုင်းတော့အိုလီစီဘိုင်မြူနစ်မှာပို့ပြီးတော့မှတာကြတယ်နောက်ပြီးဒီနောက်ပိုင်းမှာဆိုရင်ဒါကာ့ဆိုတဲ့ဒါလူငယ်ကစားမလေး တကယ်ကိုပဲဟိုဘောလုံး18နှစ်ပဲရှိတယ်18နှစ်ပဲရှိတယ်တကယ်ကို close control ကောင်းကောင်းတယ်ဒီအလင်ခောက်ကောနောက်ထပ်ကျွန်တော်ဒီကန်ချက်တွေရောဒီကလေးရဲ့ကန်ချက်တွေအရဆိုတကယ်ဟိုဘယ်လိုပြောမလဲဘူဘလူးဘယ်နီယာမှာဘလူးကန်ရမယ်ဆိုတဲ့အပိုင်းကပေါ့နော်။ဥမာ16ကအီရီယာဆက်မှာဆိုဘလူးကန်ရမယ်။နည်းနည်းလေးဒီညာယွန်းယွန်းကနေဆိုဘလူးကန်ရမယ်ဆိုတာဆိုအရွယ်နဲ့မလိုက်အောင်တော်ကြီးကိုပါနေတာကိုကျွန်တော်လာတွေ့ရပြီးခဲ့တဲ့ဒီချန်ပီယံလိပွဲရောနောက်ထပ်ကျွန်တော်ဒီနောက်နောက်ဆုံးကစားသွားတဲ့ဘွန်ဒက်စတီကာပွဲမှာတွေရောဒီကလေးရဲ့ခြေစွမ်းကတော်တော်ကြီးကိုအားကောင်းလာတယ်ဆိုတော့ဘိုင်ယန်မှာအရင်နှစ်တွေကပုံမှန် လောက်အဆင်မဲ့ရှိခဲ့တဲ့တော်မှန်တိုက်စစ်တွေကလည်းကောင်းဆုံးပုံစံမှာကျွန်တော်ရလာဆိုဘိုင်ယန်မြူးနစ်ကတော့အဖက်ဖက်ကနေဒါအထူးတက်ဆုံးပုံစံမှာကျွန်တော်ဒါမြင်နေရတယ်အဲအားနေချက်မရှိလားဆိုအားနေချက်ကတော့တချို့ကတော့ဒါရှိသေးရပါဘူးနော်ညူဟာအသက်ရွယ်ရကျွန်တော်ဒါတချို့သူ့ရဲ့ movement တွေကပုံမှန်ထက်တော့နည်းနည်းလေးတော့ကျလာတဲ့ပိုင်းတွေကျွန်တော်ရှိတယ်နောက်တော့ကျွန်တော်ဒီခန်းစစ်ပိုင်းကနည်းနည်းလေးဘယ်လိုပြောမလဲတချို့မှာဂိုးတွေမပေးသင့်တဲ့ဂိုးမျိုးလေးကျွန်တော်ဒါပေးရမျိုးလေးရှိဒီပိုင်းလောက်ပဲကျွန်တော်ဒါရှိမှတယ်ပုံမှန်အဖြစ်တော့ ်ဘိုင်ယန်ကလည်းအကောင်းဆုံးပုံစံမှာရှိနေတော့အမှန်တကယ်ဟုတ်ကဲ့ပါဒါဘိုင်ယန်နဲ့ပတ်သက်ပြီးပြောရရင်တော့တို့ရဲ့တိုက်စစ်ကတော်တော်ကိုအာကြောက်စရာကောင်းတယ်ပေါ့နော်ဟယ်ရီကိန်းဆိုရင်ဘူဒက်စလီယာမှာ12ဂိုးသွင်းထားတယ်ချန်ပီယံလိမှာ9ဂိုးဘာပေနဲ့အပြိုင်ဒါတကယ်ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားအခုပြောသလိုပဲတောင်ပန်နေကြီးလိုက်တော့လဲဒါအိုလီစီတို့ဒီလူးဝစ်ဒီယာတို့ကတော်တော်လေးကိုပုံစံကောင်းပြနေပြီးတော့ဒါမူစီယာလာကာလာရှီတန်အကြောင်းနားနေချိန်မှာအခုဆိုလူငယ်တယောက်ကလည်းထပ်ပြီးတော့အခုပြောသလိုပေါ့နော်ဒီ line night car ဆိုတဲ့ဒီချက်တေးလေးကလည်းတော်တော်လေးကိုနီးပြရဲ့စိတ်ကြိုက်ကစားသမားဖြစ်နေရဲဆိုတော့ဒီတိုက်စစ်အစုအဖွဲ့က တော်တော်ကျွန်တော်တို့ဒါဘိုင်းလက်ရှိဆိုရင်ဘိုင်းရဲ့တိုက်စစ်က PSG တက်တောင်စွမ်းဆောင်ကြီးကောင်းနေလို့ပြောရတာ။တင်းလိုက်လေဒီ Brazil လုတ်တဲ့ဟာမှာလေတော်တော်ကြီးကိုအားကောင်းတာကျွန်တော်တို့ဘိုင်းရဲ့ဒီ company လက်ထက်မှာဒီယာဒီတူးတက်လာတဲ့ဘိုင်းကအဲ့ဘိုင်းလေကျွန်တော်တို့ဒါတွားပြောမြင်ရတယ်။သူတို့ဒီ first line ကနေစပြောမှာကောင်းကောင်း pressing ကျွန်တော်တို့ဒါပေးနိုင်တယ်။နောက်တော့ Hurricane ကိုယ်တိုင်ကလည်းဒီအသက်အရွယ်ဘိုင်းကအတူနေနေချိမဲ့ဆိုရင်ဗျာဒီ number 9 room မှာကစားရတယ်။ခိုးပြီးတော့မှကစားလို့ရတယ်ဆိုပေမဲ့ drop ဒီစင်းနေစင်းပြီးတော့မှလိုအပ်တဲ့ ခန်းစစ်ပိုင်းကိုဒါကူညီရရှိတယ်နောက်ထပ်ဒီလိုအပ်ရင်ကျွန်တော်ဒါ present ပိုင်းကိုဆိုလဲအားမရောအောင်ကစားနိုင်တာတွေ့ရဆိုဘိုင်မြူနစ်ရဲ့အားတာလာတဲ့အချက်တွေဒီမှာကျွန်တော်ခဏလုံးကပြောသွားတာလည်းဒီမကောက်ဒီနီးဗျူဟာရှုထောင်းရကျွန်တော်ကြည့်မယ်ဆိုလဲ present ပိုင်းလည်းအားရလာပဲနောက်တစ်ခုကတော့တယောက်နဲ့တယောက်ကြားဒီနေရာယူပုံကအစားပေါ့နော်အချိန်ဆက်တော်တော်ကြီးကိုအားကောင်းလာတဲ့အနေထားမှာကျွန်တော်မြင်ရတော့အမှန်ပဲဗျဟုတ်ကဲ့ပါအဲ့တော့ဒါနှစ်သင်းလုံးရဲ့အကောင်းဆုံးအနေထားမျိုးမှာခေတ္တိုက်တွေ့ကြမှာဆိုတော့တကယ်လို့တေချာပေါက်ပွဲကလောကကိုဒါစောင့်ကြည့်ရမယ့်ပွဲကောင်း PSG ကတော့ ဟိုမနစ်ကရဲ့စံနှုန်းကိုတော့နည်းနည်းမရောက်သေးဘူးเนาะကောင်းတာတော့အမှန်တယ်မနစ်ကစံနှုန်းတော့မရောက်သေးဘူးဒါပေမဲ့အုပ်စုတွင်ဖြတ်တန်းလာတဲ့လက်ရှိအနေထားတိတော့ကောင်းတယ်ဒါပေမဲ့တကယ်ဒါသူတို့ရဲ့သူရင်ကိုရင်ကစားမဲ့ပြိုင်ဘက်နဲ့တွေ့ဆိုအဲ့တော့နှစ်သိန်းကြာမှာအခုအမြင်လေးပေါ့ဘယ်ချက်တွေကအာသာချက်တွေအားနည်းချက်တွေအဓိကအဆုံးဖြတ်တွေဖြစ်သွားနိုင်လဲ PSG ကိုကျွန်တော်တို့ဒါပြောမယ်ဆိုရင်တော့ဒီတော်မန်တက်စစ်တွေကတော့မဖြစ်မနေကျွန်တော်တို့ဒါပြောရမယ်ဘယ်လိုပြောမလဲမန်တက်စ်ရဲ့ဘယ်ချမ်းကြည့်မလားဒီဟာဂီမီရဲ့ညာချမ်းကိုကြည့်မလားနောက်ထပ်ရှေ့မှာဆိုရင်ဒါခွာရက်စကီလီယာဆိုပြီးခဲ့တဲ့ National ပွဲတော့က ညာချမ်းညာတော်ညာတော်မတိုက်စစ်ကိုဦးစားပြီးပြောမှာကစားခိုင်းပြီမြေဒီဘွဲမှာတော့တေးကြတယ်သူပုံမှန်ကစားနေကြဘယ်တော့မှပြန်ရောက်ပြန်ရောက်နေမြေညာတော်မှာလည်းတမ်ဘီလီပါလာမယ်ဆိုတော့ဒီတောင်မှတိုက်စစ်တွေကတေးကြတဲ့ဘန်မြူးရှ်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ပုံစံမှာတော့ကျွန်တော်ရှိဘန်ယန်မာကကျွန်တော်ဒါဘယ်ချမ်းခန်စစ်ပိုင်းလေးကျွန်တော်ဒါအားကောင်းလာတယ်ဆိုသည့်တန်အောင်ဒီခန်စစ်အစွန်တစ်ဖက်ကတော့ပုံစံကောင်းမှကျွန်တော်လိုပြောမှာအားကောင်းဆုံးပေါ့နော်ကျွန်တော်အကောင်းဆုံးပုံစံတစ်ခုမှာတော့မရှိသေးဘူးလို့ကျွန်တော်အမှကော်နက်လိုက်မှာဆိုရင် ဒါပုံမှန်သူ့ရဲ့ဒီဘယ်လိုပြော natural position တခုတော့မဟုတ်သူကညာချမ်းမှာလည်းကစားရမျိုးရှိတယ်ညာတောင်မှလည်းတက်ပြောမှာကစားနိုင်တယ်ဝင်လေမှလည်းကစားနိုင်တယ်ဆွေတုံရကစားသမားတယောက်ဆိုပေမဲ့လက်ရှိမှာတော့ဒါသူ့ကိုညာတောင်မှမှာညာနောက်ခံလူနေရာမှာတုံးနေရတဲ့ချက်အဲ့ချက်လေးတွေကတော့ကျွန်တော်ဒါ PSG ဒါဘိုင်ယန်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အပိုင်းလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျတော့ဘိုင်မြူနစ်ရဲ့အားသာချက်ကတော့အတင်းလိုက်စူးစီးမှုအားမှာတော့ဒါလက်ရှိမှာဆိုဘိုင်မြူနစ်ကော PSG ရဲ့ပိုပြီးမှကောင်းနေတဲ့ဘိုင်နောက်တစ်ခုကကျတော့တိုက်စစ်မှာဆိုဒါပွဲဖြေကိုကောင်းကောင်းအလဲပြောင်းလုပ်နိုင်မဲ့ဒါဟယ်ရီကင်းလိုမျိုးကစားသမား အဲ့တော့ policy လိုမျိုးကစားမှာဒီပိုင်းလေးတွေကလည်းကျွန်တော်ဒါ Bayern Munich ကကျွန်တော်ပြောချင်တာကဒီအသင်းလိုက်စူးစမ်းမှုရဲ့နောက်တာ pressing လုပ်နိုင်တဲ့အပိုင်းနောက်တာ counter pressing သွားနိုင်မဲ့အပိုင်းဒီဟာတွေကကျတော့ Bayern ကအားတာတယ်ပေါ့လေတောင်ပတိုက်စစ်သွားမဲ့အချိန်ဒီကတော့ Bayern ကို PSG ကကောင်းကောင်းဒုက္ခပြီးမယ်ဆိုတော့ဒီတောင်ပတိုက်စစ်တွေကပဲဖြစ်မယ်ထင်တယ်ဗျဟုတ်ကဲ့ပါနှစ်သင်းကြားမှာနည်းနည်းလေး kwa ha jet ရှိရလို့ခန်းစားရတဲ့အပိုင်းက fullback တွေပေါ့နော် fullback တွေကတော့ဒါကျွန်တော်ဒါ Hakimi တို့ Nuno Mendes တို့ကတော့တကယ်ကိုလက်ရှိဥရောပရဲ့အကောင်းဆုံး fullback တွေလို့ပြောလို့ရတယ် Hakimi ဆိုရင် ခန်းစစ်စာမတယောက်နေနေဆိုရင်နောက်ဆုံးချန်ပီယံလိဂ်၅ပွဲဆက်တင်တယ်ကိုပေါင်ဝင်ပတ်သက်မှုလုပ်ထားပြီးတော့2018တုန်းကမာဆယ်လိုနောက်ပိုင်းအကောင်းဆုံးပတ်တန်းကိုပိုင်ဆိုင်ထားတယ်ဒီအတက်စင်းကောင်းကောင်းကစားနိုင်တယ်မဟာဂီမီကတခါလေးမှာဝင်ကာတယောက်လောက်ထိကိုလိုက်ဘက်ကိုတက်ပြီးတော့ဖီအားပေးနိုင်တယ်ပြီးတော့သူ့ရဲ့ဝင်ကာတွေကအแทးကိုဝင်ပြီးတော့လဲတိုင်ဘက်ဟက်စပီတွေကိုလှုပ်ရှားနိုင်ရဲဆိုတော့ဒီပိုင်းမှာတော့ကျွန်တော်နေဖူးဘက်တွေရဲ့အခန်းကဏ္ဍမှာတော့ဘီရဲ့ကြည်တင်အောင်ပူအားကောင်းတယ်တိုက်စစ်ချင်းရှင်တော့ကျွန်တော်ဘိုင်ယန်တိုက်စစ်ကိုအခုပြောသလိုပါတော့ပူပြီးအားရတယ်အဓိကတော့ဟယ်ရီကိန်းက ိတ်ပတ်ထယ်ကိုနည်းနည်းလေးပို့ပြီးတော့စွမ်းဆောင်ရည်ကတာနေလို့ပြောလို့ရတယ်။ဒီရာသီတိုက်စစ်မှုတွေထဲမှာ Harry Kane တို့ဒါ Mbappe တို့ Haaland တို့ကတုံတန်ထိန်းလို့မလွယ်လောက်အောင်ကိုဒီရာသီမှာသူတို့က inform ဖြစ်နေတယ်ဆိုတော့ဒီချက်ကတော့ဒါတနသိင်းကြမှာတော့เนาะအားသာချက်အားနေချက်လေးရှိတော့ဒီဘက်မှာအခုအမြင်လေးပေါ့နောက်ဆုံးအနေနဲ့ဘာများထပ်ပြီးပြောဖို့မယ်ခွ နတင်းလို့ကဒါတိုက်စစ်ပိုင်းကအကောင်းဆုံးပုံစံရှိနေဆိုတကယ်ကိုပဲကျွန်တော် entertaining ဖြစ်တဲ့ပွဲပွဲကိုဒါမြင်ရဖို့ရှိတယ်လို့ထင်တယ်။နောက်တစ်ခုကကျတော့ခန်းစစ်ပိုင်းကျွန်တော်ကြည့်လိုက်တော့ Bayern Munich ကလည်းဒီနောက်ပိုင်းမှာပေးခွင့်မရှိတဲ့ clinic ပွဲနှုံးလေးတိုးတက်တာလေးတိုင်အောင်ခန်းစစ်ပိုင်းကတကယ်တမ်း solid ဖြစ်တဲ့အသင်းမျိုးမဟုတ်ဘူး။ PSG မှာလည်းအဲ့တိုင်းပဲ PSG ရဲ့ခန်းစစ်ကလည်းကျွန်တော်ကြည့်လိုက်တော့အပြောင်းလဲလေးကျွန်တော်ရှိထားတယ်။ Goldmar Asa Cavalier ကကျွန်တော်ဒီဘယ်လိုပြောမလဲ။ Proba Asa မှာရောကြည့်မယ်ဆိုတော့ထိတ်တန်းအဆင့် level မျိုးတော့မဟုတ်ဘူး။ခန်းစစ်စုပွဲမှုရလည်းဇာဘာညီတို့ဒါအထိုင်ကြောက်ဖို့တော့နည်းနည်းလေးပြန်ပြောင်းရုံးကန်နေရတဲ့အချိန်ဆိုတော့နှစ်သင်းလုံးရဲ့ ခံစစ်စုဖွဲ့မှုကတော့တကယ်ကို solid ဖြစ်တဲ့ပုံစံတစ်ခုမှမရှိသေးတဲ့အတွက်ဒါတိုက်စစ်ချင်းအပြိုင်ပဲဒါဂိုးတွေပြန်လည်တွင်းတဲ့ပွဲမျိုးတကယ်ကို entertaining ဖြစ်တဲ့ပွဲတစ်ပွဲကိုကျွန်တော်ဒါမြင်ရမယ်လို့ထင်တယ်။နောက်တစ်လုံးကတော့ဒါ assistive assistive မှာ assistive နဲ့နှစ်ပေါ်လေဒါပြောကျွန်တော် leafs ရဲ့ဒီရာနိုပြည်နိုင်ထားတဲ့အသင်းတွေဖြစ်တဲ့အတွက်ဒီလိုပွဲမျိုးမှာတော့ဒါဖီအားလဲတိတ်ပြောမှမရှိတဲ့အခြေအနေတွေမှာတော့အကောင်းဆုံးပုံစံကျွန်တော်ဒါအကောင်းဆုံးပွဲတော့ကျွန်တော်တို့မြင်ရမယ်လို့ထင်တယ်ဗျ။ဟုတ်ကဲ့ပါဒါဒီဘိုက်မှာတော့အခုနဲ့ကျွန်တော်အမြင်ချင်းတူပါတယ်။နှစ်သိန်းလောက်ရဲ့ကစားပုံရတကယ်ကို entertainment ပေးနိုင်တဲ့တကယ်ဖြိုဖြိုးမှုပေးနိုင်တဲ့ဘွဲဖြစ်လာမယ်ဆိုတော့ကျွန်တော်အပြေဝယုံကြည်ထားတယ်ဘယ်သူအသာရသွားမလဲဆိုတော့ကွင်းတွင်းခြေစမ်းတွေကိုကျွန်တော်ဒါစောင့်ကြည့်ရမယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ PSG နဲ့ Bayern Munich တင်းတို့ရဲ့ Champion League ပွဲကြိုသုံးသက်ချက်အစီအစဉ်မဲ့ဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းထပ်ပြီးတော့ဆုံကြပါမယ်ယေရှုတင်ပါတယ်